ိမ်ထောင်ရေးဖောက်ပြန်မှုတွေအကြောင်းအမျိုးမျိုးကြောင့်များနေတဲ့အခုလိုအချိန်အခါမျိုးမှာတမျိုးလေးထူဆန်းပြီးချစ်စရာကောင်းတဲ့ဇလန်းလေးတစ်ပုဒ်ကိုပြောပြပါမယ်ရှင်။သူမက celebrity တယောက်မဟုတ်ဖြစ်မယ်အကြောင်းအရာလေးကိုမိမသားတို့တဘာဝသဘောကျတဲ့တာအထက်တပြခွင့်ပြုပါရှင်။သူမရဲ့အကြောင်းအရာအတူလေးကိုအခုလိုရေးထားပါတယ်ရှင်။2024ဇူလိုင်မှာကွာရှင်းခဲ့တဲ့ဘာလို့ကွာရှင်းခဲ့လဲဆိုတဲ့အကြောင်းကတော့ကျမကိုလိန်ခဲ့လို့ပါပဲ။ဘဝမှာအမုန်းဆုံးကဖောက်ပြန်တာနဲ့လိန်တာပါ ပါချစ်သူမဖြစ်ခင်အဖြေတောင်းထားတဲ့ကာလမှာပြောပြတင်တဲ့အရာကို तू မပြောဘဲ तू ထိန်ချန်ထားခဲ့တယ်ဘာလို့လဲဆိုတော့ကျမအချစ်ကို तू မရလိုက်မှာစိုးလို့ပါတယ်ကွာရှင်းရတဲ့အကြောင်းရင်းကတော့ဒါပါပဲကွာရှင်းခဲ့တာလဲကျမမာနနဲ့ကျမအချစ်ကိုစော်ကားတယ်လို့ထင်မြင်ခဲ့မိလို့ကျမနောင်တကိန်းစွာကွာရှင်းခဲ့လိုက်တယ်ကွာရှင်းစင်မှာ तू ပေးခဲ့တဲ့အရာအလုံးဟာတခုမှကျမတုံ့ပြန်ခဲ့တာမရှိတဲ့အတွက်တခုမှရုတ်ရော့မသွားပါဘူးဒါတွေဟာကျမကို ဖြစ်စည်းမှတ်လို့ကျမအမျိုးသားကိုလက် က်ထက်တာလို့ပြောခဲ့တဲ့သူတချို့ကိုပြောလိုက်တဲ့တသက်ပါပဲ။ကဲဒီလောက်ဆိုကွာရှင်းတဲ့အကြောင်းရင်းကိုသိကြပြီနော်။ကွာရှင်းပြီကာလမှာကျမကိုကျမအကောင်းဆုံးနေထိုင်လာခဲ့တဲ့တာဝန်ယူချင်နေကြတဲ့လူတွေကိုလည်းရိုးရိုးလေးပဲငင်းခဲ့တာကြည့်ပါပဲ။ကျမဘဝမှာသူကိုပဲချစ်ထဲတာမို့ဘသူကမှထတ်ချစ်ဖို့အစီအစဉ်လုံးဝမရှိနေတာအမှန်ပဲ။နှာခေါင်းနဲ့ဆုံကတုံးလာပိုင်းမှာသူကျမစီ ပြန်လာခဲ့တဲ့အဲ့အချိန်မှာသူပြောခဲ့တဲ့စကားကဘာလဲဆိုတော့ဖေဖေတာဝန်မကျေခဲ့ဘူးတဲ့။ဖေဖေမားတာတွေလည်းရှိခဲ့ ဲ့တယ်။ဖေဖေစီပြန်လာနိုင်မလားတဲ့။ပြီးတော့သူ့ဘယ်မိမမှအချစ်မရဘူးဆိုတဲ့စကားသူ့ကျမကိုပဲစောင့်နေတဲ့တဲ့။ပထမအချိန်မှာအချစ်ကိုပဲကိုးကွယ်ခဲ့တဲ့ကျမဒုတိယအချိန်မှာတော့သူ့စိတ်ကိုလေ့လာခဲ့တယ်။သူ့ကျမနဲ့သမီးအပေါ်ထားတဲ့သဘောထားတွေကိုခုနှစ်လတိတိလေ့လာခဲ့ညှိနှိုင်းခဲ့ပြီးသူ့လုတ်ခဲ့တဲ့အရာကကျမကိုချစ်လို့လုတ်ခဲ့တာလို့မြေသားတော်တဲ့အချိန်မှာတော့ခွင့်လွတ်လို့ရတဲ့အမဖြစ်သွားခဲ့ပါတဲ့။ သူ့ဘဝမှာကျမရှိမှဖြစ်မှတေချာတာမို့ကျမမှလည်းဒီအမျိုးသားကလွယ်ဟဲဘယ်သူမှအမျိုးသားလို့မမြင်တာမို့ကျမတို့သမီးလေးမွေးတယ်လားဒီလား November 6ရက်နေ့မှာဒုတိယအကြိမ်လက်ထပ်ခဲ့ပါပြီ One life one husband ကျမတို့အပေါ်မနာလို့မရှုစိတ်နဲ့ပျက်စီရပျက်စီကြောင်းကြံခဲ့ကြတဲ့သူတွေလည်းအေးချမ်းစေချင်ပါတယ်ကိုကပါလေးနဲ့ကိုပျော်ရွှင်ကြရအောင်လားခုတော့ကျမသမီးလေးထိပ်ပျော်နေတာကြည့်ပြီးကျမမှကျေနပ်ပီတီလေးအပြစ်ခုတော့သူ့အရေးမှာကျမနဲ့သမီးပျော်ရွှင်အေးချမ်းနေပါပြီဆို ိုပြီးရေးထားတာပါဒီအကြောင်းအရာအဖြစ်ပြက်လေးမှာ main ကလေးတွေရေးထားတဲ့အရာတွေကိုမထိခိုက်ဖို့လို့ကြောင်းပြထားတယ်လို့ main ကလေးရဲ့တစ္ဆာရှိမှု ကိုကျင့်တရားချစ်ချင်းမိသားတွေကိုမြင်နိုင်ပါလေရှင်ညီမလေးတို့မိသားစုထာဝရပျော်ရွှင်တဲ့မိသားစုလေးဖြစ်ပါစေကွယ်